င်သစ်နိုင်ငံ Versailles နော်ရဲမှာမန်ချက်ပေါင်350ကျော်နဲ့ပြုလုပ်ထားတဲ့အခန်းခန်းရှိရဆိုရင်ယုံမှန်သလားနောက်ပြီးတော့အဲ့ဒီအခန်းထဲမှာလဲကမ္ဘာနာမည်ကြီးဖြစ်ရတဲ့ခုကိုလက်ခံကျင်းပခဲ့ပါသေးတယ်အဲ့ဒါဘယ်နေရာလို့မိတ်ဆွေတို့ထင်ပါသလဲโอเคပါကျွန်တော်နည်းနည်းလောက်ရှင်းပြပေးရစီဟုတ်ပါတယ် The Hall of Mera လို့ခေါ်တဲ့မန်နန်းဆောင်ကြီးပဲဖြစ်ပါတယ် ဒီမှန်တန်းဆောင်ကြီးကို1688ခုနှစ်ကနေ1684ခုနှစ်အတွင်းမှာတိစောက်ခဲ့တာဖြစ်ပါတယ်။အဓိကတိစောက်အချင်းရှိရချက်ကတော့ဒီသူတို့ဘီယင်ပေါ့နော်။ Louis XIV ဟာဥရောပအပေါ်ကိုအောစွာထွန်းမိုးမှုကိုပြသခြင်းမှုအတွက်ကြောင့်ရဲ့နိုင်ငံတကာကနေလာလေတဲ့ဧည့်သည်တော်တွေကိုအထင်ကြီးလေးစားအောင်ပြုလုပ်ချင်တာအတွက်ကြောင့်ရဲ့ဖြစ်ပါတယ်။ဒီအခန်းရဲ့အဓိကဆွဲဆောင်မှုကတော့ပေါ့နော်။နေရန်ခုလုံးဒီဘက်ကိုဖုံးအုပ်ထားသလိုဖြစ်နေတဲ့မှန်ချက်ပေါင်း358ချက်ကြောင့်ပဲဖြစ်ပါတယ်။ ။နောက်ပြီးတော့ဒီမှန်ချက်ကြီးတွေကိုပရင်ပေါက်နဲ့မျက်နှာချင်းဆိုင်မှာထားစေခြင်းဖြင့်ဒီဇိုင်းတီထွင်ခဲ့ပါတယ်။ဒီဇိုင်းတီထွင်ခဲ့တဲ့သူကတော့ဘီတုကပညာရှင်ချူဟော်ဒဝန်မန်ဆတ်ပဲဖြစ်ပါတယ်။ရွှေချက်ကတော့ရှင်းပါတယ်။နန်းလွင်ပြမမှာရှိတဲ့နန်းဥယင်ကြီးရဲ့အလှပါကို interior ရဲ့အထိပို့ပြီးတော့ဒီအတွင်းပိုင်းနဲ့အထိပို့ပြီးတော့ခန်းစားစေခြင်းနဲ့စိတ်ဆန္ဒနဲ့ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါတယ်။အလင်းရောင်နဲ့ပုံရိပ်ရောင်များဖန်တီးထားသောကြောင့်အခန်းကိုလည်းပို့ပြီးတော့ကျယ်ဝန်းတောက်ပစေပါတယ်။ ညနေချက်အပေါ်မှာရှိတဲ့ပကြီးအပြင်အစင်တွေကတော့ဒီဘီယင်ပေါ့နော် Louis 14ရဲ့စစ်အောင်မြင်မှုပုံရိပ်များကိုဖော်ကျူးထားခြင်းဖြစ်ပါတယ်။ကဘာကျော်ဖြစ်တဲ့ခုဖြစ်တဲ့အပါဆိုင်စာချုပ်ကို1919ခုနှစ်မှာဒီခမ်းမကြီးရဲ့မှာပဲချုပ်ဆိုခဲ့ပါတယ်။ Okay, ပါဆိုင်စာချုပ်ဆိုတာပါလေ။ပါဆိုင်စာချုပ်ဆိုတာပထမကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့တဲ့အရေးကြီးဆုံးစာချုပ်တစ်ခုဖြစ်ပါတယ်။အဲကြောင့်မလို့ဒီမှန်တမ်းဆောင်ကြီးကပြင်သစ်နိုင်ငံရဲ့ဖုံးမိနေလာထွန်းထုတ်ခဲ့တဲ့ခေတ်ချင်းတွေကို ပြန်လည်ပြီးတော့မြင်ရောက်နိုင်ပါတယ်။နောက်ပြီးတော့ဒီအမှုပညာဘီသူကန်နဲ့သမိုင်းကြောင်းတွေရေးဆက်ထားရနေရာတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့ဒီဇိုင်းနဲ့ခန်းနားမှုတွေကြောင့်ယနေ့ခေတ်ထိလည်းကမ္ဘာလှည့်ခီးသွားတဲ့အကြာမှာအဖြစ်မနေသွားရောက်လည်ပတ်သက်တဲ့ကမ္ဘာသမိုင်းဝယ်နေရာတစ်ခုအဖြစ်လည်းရပ်တည်နေပါသေးတယ်။မစ္စတာရောဒီ House of Mirror ရဲ့ကြီးကြပ်ခန်းနားမှုကိုကိုရိုင်းတွေ့မြင်မှုပါသလား။သို့မဟုတ်ဒီခမကြီးရဲ့ကိုကိုရိုင်းရောက်ရှိသွားတဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးခံစားမှုတွေဖြစ်ပေါ်မယ်လို့ထင်ပါတယ်လဲ။ ကျွန်တော်ရဲ့ comment section အောက်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာနောက်ပြီးတော့ဒီ video လေးကိုကြိုက်နှစ်သက်သက်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ကူညီပေးကြပါအောင်ခင်ဗျာ stay tuned see you in the next video bye bye